မင်္ဂလာပါရှင် sharing by sholi channel လေးကနေပြန်လည်ကြိုဆိုပါရစေဒီနေ့မှတော့စာရေးစရာတင်ညွှန်ရေးသားထားတဲ့လူလိန်ဆိုတဲ့အကြောင်းအရာလေးကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်နားဆင်ခံစားပြီးကြပါအောင်ရှင်လူလိန် ယုံလွယ်သူများလောဘကြီးသူများသည် အလိန်ခံရတတ်သည်လိန်လေလှဲဖြားလိုသူသည်စနစ်တကျကျူတင်စီမံပြီးမှပြုလုပ်လေရှိသည် ပြင်းမှန်ကိုရွေးချယ်ခြင်းချင်းကက်ခြင်းများသည် လူလိန်တို့အတွက်ပညာသားပါရသည့်လုပ်ငန်းလေးဖြစ်သည်ကျွန်တော်ဘဝတွင်နှစ်ကြိမ်ဆုံးရှုံးမှုဖြစ်ခဲ့ရပုံသည်တစ်ကြိမ်ကသူများပြောသည်ကိုယုံလိုက်မိခြင်းကြောင့်ဖြစ်ပြီးတစ်ကြိမ်ကလောဘတက်ခြင်းကြောင့်ဖြစ်သည်တတိထားပြီးဘဝတွင် ညီတို့နေထိုင်သည်ဆိုစီကိုချွေတာပြီးစုဆောင်ထားသည်မြလူလိန်ခံလိုက်ရခြင်းကြောင့်စိတ်မကောင်းဖြစ်မိကြီးကတော့အမှန်ဖြစ်သည်ကျွန်တော်ဒီဗုဒ္ဓဘာသာဝင်တယောက်ဖြစ်ခြင်းကြောင့်စုတောင်းပြီးမေတ္တာပို့ယုံမှတပါ အခြားမတတ်နိုင်ခဲ့ပြီးဒုဖြစ်ရာ ကျွန်တော်ရဲ့တို့လူလိန်မခံရစေရန်ရေးသားလိုက်ရခြင်းဖြစ်သည် ကျွန်တော်ပင်စင်ယူပြီးစားကဖြစ်သည်လက်ထဲတွင် စုစုပေါင်းစုဆောင်ထားသည့်ငွေတုံးတင်ခန်းရှိသည်ဤအတိုင်းထိုင်စား၍မဖြစ်တဲ့ဖြင့်တသက်လုံးမကြံစည်ဘူးသည့်စိတ်ကူးကိုပြုလိုက်မိသည်ရခင်ကလေးကဤစိတ်ကူးမျိုးရှိလျင်ချမ်းသာလောက်ပြီးကျွန်တော်ဈေးရောင်းရန်စိတ်ကူးမိသည်ဖုန်ကြီးလူထွက်ပမာဖြစ်နေသည့်ကျွန်တော်သည်ဈေးသာရောင်းခြင်းသည်ဘာရောင်းရမှန်းလဲမသိဈေးရောင်းမည်ဟုသာပြောသည် ဈေးထိုင်ရောင်းဝင်းသည့်တတိရှိမရှိကိုလည်းကိုတိုင်ပြန်ပြီးမစစ်စေရသည်ကျွန်တော်တပည့်တယောက်သည်ရွာတရွာတွင်စိုက်ပျိုးရေးဖြင့်အတော်လေးကြီးပွားနေကြောင်းကြားသိရသည် အမတ်မထင် ရန်ကုန်သို့သွားသည့်ကားပေါ်တွင် သူနှင့်တွေ့လိုက်ရခြင်းဖြစ်သည်သူကရန်ကုန်တွင် ကုဘူတာဆက်နှင့်ရေးတင်ဆက်သွားဝင်မည်ဟုပြောသည်ကျွန်တော်ကလည်းပင်စင်ယူထားကြောင်းလုပ်ငန်းလေးများလုံးချင်ကြောင်းသူ့ကိုစကားခင်လိုက်သည် သူကကျွန်တော် းကိုရွာတို့လာပြီးသူ့လုပ်ငန်းတွင်စက်တူဝင်လုပ်ရန်ပြောဖို့ရသည့်ဖြင့်ကျွန်တော်အတော်လေးဝမ်းသာသွားမိသည်ကျွန်တော်နေထိုင်ရာမျိုးနှင့်တပည့်လေးနေသည့်ရွာသည်ကာတနာဤစီအကြခရီးသာกว่าသည်နောက်တနေ့တွင်ကျွန်တော်ချက်ချင်းသွားတော့သည်ကျွန်တော်တပည့်ကခရမ်းချင်းစာရန်ပြင်ဆင်နေသည်ယမန်နှင့်ကခရမ်းချင်းတပိတ်သာ400ခန်းရသည့်ဖြင့်ရွာရှိစိုက်ခင်းရှင်များအတော်လေးချမ်းသာကုန်ကြကြောင်းပြောပြသည် သူက မနစ်ကမြေပဲသွားလုံးပြီးတဲ့ဖြင့်အချိန်မတန်မိုးရွာသည့်အတွက်မြေချက်ကအတော်လေးပြက်စီးသွားတဲ့ဖြင့်အရင်တောင်ပြတ်မရဘူးဆိုသည်ယခုနှစ်တွင်ခရမ်းချင်သည်တပိတာ200ချက်ရသည်ဆိုစီတသိန်းရင်နှစ်သိန်းမျက်နှာဒီလုပ်ငန်းဖြစ်ကြောင်းရှုံရှုံဝေအောင်ပြောပြသည် ကျွန်တော်သည်ခရမ်းချင်မပြောနှင့်ပန်းတပင်ကိုအဖြစ်ရှိအောင်စိုက်တတ်သူမဟုတ်တပည့်ပြောသည်မယုံကြည်အားရပြီးသူကိုငွေနှစ်သိန်း ထုတ်ပေးလိုက်သည်၃လခန့်ဆောင်းလိုက်သည်နှင့်၄သိန်းခန့်ပြန်ရလာမည်ဆိုသည့်သူစကားကိုအိမ်မက်သည်သို့ခေါ်လာမိသည်သည်ခရမ်းတွင်မှဲ့ခံနေပြီးရောင်းရတော်မည်ဟုတည်င်းစကားပါလိုက်သည်ဖြင့်ရွာသို့တစ်ခေါက်သွားကြည့်သည် ခရမ်းခင်းစိမ့်စိမ့်ထဲတွင်ကြီးလိုက်တိုင်းခရမ်းတွေအပြုတ်လိုက်အခိုင်လိုက်တင်းနေတဲ့ဖြင့်ကြီးနူးဝမ်းတာမိသည်အတီးလိုက်ဒီနှစ်ဖြစ်တဲ့ဖြင့်မှန်းထားသည့်ထက်ပင်ဈေးကောင်းရနိုင်ကြောင်းတပည့်ဖြစ်သူကထက်ဆောင်ပြီးပြောလိုက်သည်ကြီးပျော်ရွှင်စွာဈေးတွက်တွက်ပြီးပြန်လာခဲ့သည်သူညာကအိပ်ပျော်စီရန် မနေကြိုးစားခဲ့ရသည်နောက်တစ်ပတ်အကြာဈေးကွက်ထဲသို့ခရမ်းချင်းတွေလှိမ့်ဝင်လာသည်ဈေးအတွင်ဘယ်နေရာကြီးကြီးခရမ်းချင်း င်တွေရဲရဲနေနေတော့ဒီတနှစ်ခရမ်းကျင်စည်းကောင်းဒီဆိုတဲ့ဖြင့်စိုက်ပျိုးသူတွေအလုံးမြေလွတ်မြေရိုင်းမကြံခရမ်းတွေလိုက်ဆိုင်ဒီခရမ်းတွေစည်းကြပြီးပဲစည်းတွေကလိုက်လာဒီပဲဆိုင်တူမရှိတလို့နေသွားတဲ့ဖြင့်ပဲစည်းကောင်းဒီကျွန်တော်ရွာတို့တစ်ခေါက်သွားဒီကျွန်တော်တပဲဖြစ်သူအိမ်ရှိတွင် ထယန်းတွေတောင်လိုပုံနေကြီးအနုပ်အသိမ့်မရှိရန်ကုန်စည်းကွက်တို့ပို့လေလက်မခံရွာတို့ဝေလက်လေမစင်စိုက်ခင်ထဲမှာပင်ခယန်းတွေခူး၍မကုန်တည်ခယန်းချင်းဒီရေရှည်ထားရသည့်တီးနံမဟုတ်ခူးပြီးအသီးတွေအပြင် မခူးရသည့်သည့်အသီးတွေကလည်းကြာလာတော့အခါပုတ်လာသည်ခြံဝင်းတဲ့ထားမရသည့်အတွက် ရွာနောက်ရှိချောင်းဆက်တွင်တွားပြီးစွန့်ပစ်ရသည့်ခရမ်းကျင်တွေကတောင်လိုပုံသွားသည်ခရမ်းကျင်ကိုအလကားပေးလေတရွာလုံးဒုက္ခလိုဖြစ်နေတဲ့ဖြင့်မြည်တူးများမယူဈေးကွက်တို့တွားတင်ဖို့ရန်မှလဲကားခထက်ဆောင်ရဦးမည်ဖြစ်သည့်အပြင်ဝယ်သူမရှိတော့ကြောင့်မတင်ဖြစ်တော့ဤတို့ဖြင့်ခရမ်းဆိုင်တောင်တို့ဘဝပထမဦးဆုံးအတွေ့အကြုံမှာပင်ငွေနဲ့သိန်းကိုလုံးဝပြန်မတွေ့ရသည့်ဘဝသို့ရောက်သွားသည်ကျွန်တော်က ငွေနှစ်သိန်းသာဆုံးရှုံးသွားခြင်းဖြစ်သည်တပည့်ဖြစ်သူကဇနီးပါဆုံးရှုံးသွားသည် သူဇနီးသည်ထယံပေါ်လာရင်ငွေပြန်ပေးမိကတိဖြင့်ငွေတွေခြေထားတာမနေခယံမှငွေပြန်မပေါ်သည့်အခါတွင်စိတ်ပြက်လက်ပြက်ဖြင့်အိနာအတွင်ဆွေးကြူးချကကိုကိုကူတက်တည်သွားသည်ဖြစ်ရက်ကိုပြန်သုံးတက်ကြည့်သည့်အခါတွင် ကျွန်တော်တို့ဒီပေါ်ပင်အလုတ်ကို မစီမချင်းလိုင်းမိ၍ဖြစ်သည်အများကခရမ်းချင်းဖြစ်နေချင်းတွင် တွက်ဆပြီးမြေပဲဆိုင်လျင်မျက်နိုင်တော်လဲလောဘကြောင့်စင်ချင်းစင်စားနိုင်စွမ်းတွင်ပျောက်ကုန်သည်ကျွန်တော်လိုတာမန်ပေါ်ပင်ငွေဝင်ရင်းတီတူမပြောနှင့်မိယိုဖလာတောင်တူလှူလာသည့်ကျွန်တော်တပည့်ဒီပင်လောဘကြောင့်မွေပါလဲဆုံးကားလဲဆုံးတကယ်တို့ဖြစ်ခဲ့ရသည်တကယ်တော့ကျွန်တော်တို့ကိုလောဘကတက်လိုက် ်ခြင်းဖြစ်သည်ကျွန်တော်သည်လုပ်ငန်းလုပ်လို့စိတ်များကုန်သွားသည်ဝန်တန်းဘဝဖြင့်တသက်လုံးစုဆောင်ထားခဲ့သည့်ရိုးသားစွာရှာခဲ့သည့်ငွေတွေကုန်တလောက်ဖြစ်သွားသည်ဗာဆက်ပြီးလုံရမန်းလေးမတည်လက်ထဲတွင်ငွေလေးတသိန်းသာကျန်တော့သည်ချမ်းသာသည်များအကုန်ဖြစ်သည်တနေ့ရန်ကုန်သို့စာမူလာပို့ရင်မိတ်ဆွေစာရေးဖို့တရောင်းနဲ့တွေ့သည်သူဒီဂျပန်မှပြန်ရောက်တာမကြသည်သူကစုဆောင်လာခဲ့သည့်ငွေတွေကို အကျိုးဆောင်ကုမ္ပဏီတစ်ခုတွင်အပ်ထားပါလားဟုအကြံပေးသည်သူလည်းကုမ္ပဏီတို့ငွေသိန်း90အပ်ထားကြောင်းတရားသည် လာစဉ်ကုမ္ပဏီကအချိုးကျငွေအမြတ်ပြန်ပေးသည်ယခုထိုအချိုးအမြတ်ငွေဖြင့်သူနေထိုင်စားသောက်နိုင်သည်ဟုကျွန်တော်ကိုပြောသည် ကျွန်တော်လည်းအတော်လေးအားကျသွားမိသည်တလားကိုငွေတသိန်းထဲဝင်ထားရုံနဲ့တသောင်းရမည်လာကုန်ဒီနဲ့တသောင်းလာထုံးနိုင်သည်ဟုဆိုသည်တို့ဖြစ်ရာနေ ောက်ဆုံးလက်ကျန်ငွေလေးတသိန်းကိုအိမ်ပြန်ယူပြီးအစုငွေထဲဝင်လိုက်သည်စာချုပ်လိုလိုပြေစာလိုလိုပြန်ရပြီးဒစိမ့်တုံးတွေလက်မှတ်တွေထိုးထားသည်ဖြင့်စိတ်ချယုံကြည်မှုပို့ထွားပြန်သည်တလားပြည်ဒီနေတွင်ရန်ကုန်တို့တက်လာပြီးအမြန်ငွေပြောရမလားအစုငွေပြောရမလားလာထုတ်သည်ရှော့ရှော့ရှူရှူငွေတထောင်ထုတ်ပေးလိုက်သည်လောဘတွေဝင်လာပြန်သည်တကယ်လို့စိတ်သိမ့်လောက်ထည့်ထားနိုင်လျင်တလားတသိမ့်ရ ည်ဖြစ်သည်အိမ်လေးရောင်ပြီးအစုငွေလာထည့်ထားရန်ကြံလိုက်မိသည်အိမ်ဆိုဒီကဟင်းရွက်ကစွန်းလိုရောင်ရမလွေပါအိမ်ရောင်ရန်ပြောထားတော်လဲဈေးနှိမ်ချင်သူတွေနှင့်ပွဲစားတွေသာခြေလာရှုံနေတဲ့ဖြင့်မရောက်မိသည်ထိုအချိန်တွင် ပုဂလိကဗန်များအခြေအနေမကောင်းသည့်တတိများကြားလာရသည် လာကုန်ရက်ရန်ကုန်တက်လာပြီးငွေလာထုတ်သည်ကျွန်တော်ငွေလာထားသည့်ကုမ္ပဏီတကာပိတ်ထားသည်ကုမ္ပဏီရှိသူ တွင်လူတွေဝိုင်းနေကြသည်ကျွန်တော်ကိုငွေလာထားရန်တိုက်တွန်းသည့်မိษွေကြီးကို ရှေ့ဆုံးမှတွေ့သည်သူကကျွန်တော်ကို စိတ်မကောင်းစွာဖြင့်ဒီကောင်တွေပြေးပြီဟုပြောသည်ကျွန်တော်တို့တူတူပြောရလျင် ဖွက်လဲမရဓမ္မလဲဆုံးကြပြီနောက်ဆုံးအင်းအမြန်မယောင်ရသည်ကိုပင်ဂျေစုတင်လိုက်မိသည်ကျွန်တော်တို့ထံတွင်ငွေရှိကြောင်းလူတိုင်းမတည် လူတီးစီရန်ပြုတ်သူများမှာကျွန်တော်တို့ကိုယ်တိုင်သာဖြစ်သည်ကိုချမ်းသာက ကြောင့်မိတုကမှထုတ်ကြွနေစရာမလိုပေ။ဟယ်လီကော်ပတာနှင့်ရေငုပ်တင်ပေါ်နှစ်ခု꽈ချားချက်ရှိသည်။ရေနှက်စည်းစလုံးလိုရာခရီးသို့ရောက်အောင်တွားနိုင်သည့်တာဖြစ်သည်။ဟယ်လီကော်ပတာကတူလာကြောင်အော်ပြီးလာတတ်သည်။ရေငုပ်တင်ပေါ်ကတိတ်ဆိတ်စွာရောက်လာတတ်သည်။လောဘစုံဒီမှာလူတိုင်းတွင်ရှိသည့်တာဖြစ်သည်။လောဘဝင်လာရင်အမျောအမြင်တွေစင်ချင်းတုံတရားတွေကင်းလာတတ်သည်။ဗုဒ္ဓဘာသာဝင်များဖြစ်လျင်ဗုဒ္ဓ ရှင်တော်မြတ်ကြီး၏ရှိခြင်းကြောင့်အပြစ်များသည့်တဘောမရှိခြင်းကြောင့်အကျိုးများသည့်တဘောများကိုစင်ချင်းကြည်တတ်မိတာဖြစ်သည်မရှိသူသည်ပူစရာမရှိရှိခြင်းကြောင့်ပူပန်သောကရောက်ရခြင်းဖြစ်သည်အကယ်၍ကျွန်တော်တွင်ငွေတပြားမှမရှိပါကတောကများမည်မဟုတ်ပေလူလင်သူကောက်ဆူဒီမှာကြိုတက်ထားကြသည်မဟုတ်ပေသူတို့ကကုန်ကိုထောင်ထားသည်ဝင်တိုးမိသူမှကျွန်တော်တို့သာဖြစ်သည်လောဘကိုပေ င်တက်အောင်ကြိုးစားငွေဆိုတာနဲ့ကြီးတယ်ဘယ်တော့မှလွယ်လွယ်ရမယ်မထင်နဲ့လွယ်လွယ်ရလဲမြင်မြန်ပြန်ကုန်တာပဲဟုအဖေကပြောဘူးဒီနားဆင်ပေးခဲ့ကြတော့စာပေချစ်သူများအားလုံးတာယာပျော်ရွှင် ချမ်းမြေ့ကြပါစေရှင်